ဘောလုံးသမားရဲ့အကောင်းဆုံးဖြစ်လာတဲ့ရော်နယ်ဒိုရဲ့လျှို့ဝှက်ချက်ကဘာဖြစ်မလဲပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရွှေဥစပေါ်ကနေကြိုဆိုလိုက်ပါတယ်ရော်နယ်ဒိုကတော့ဘောလုံးလောကရဲ့စံထားစရာအကောင်းဆုံးပုဂ္ဂိုလ်ပါပဲဗျာဒခင်ကလူသားတွေကိုသူ့ရဲ့အကူအညီမပါဘဲအောင်မြင်နိုင်လားစမ်းသပ်လို့ရှိပါတယ်ဗျာဒခင်ရဲ့ဆိုပါစမ်းသပ်မှုကိုအောင်မြင်ခဲ့သူကရော်နယ်ဒိုပါပဲရော်နယ်ဒိုကဘသူအကူအညီမှမယူဘဲကိုရုကိုချုံပြီးတော့ကမ္ဘာအကောင်းဆုံးကစားမဖြစ်လာအောင်ကိုကိုကသာပြိုင်ဘက်လို့သဘောထားစူးစမ်းခဲ့သူဖြစ်ပါတယ်ကိုရုအောင်မြင်မှုတွေနဲ့မကဘဲကိုမြင့်ပါမှလည်းရော်နယ်ဒိုဟာစံထားစရာပုဂ္ဂိုလ်ပါ မိခင်ဖြစ်သူကိုခြေလုံးနဲ့သားဖြစ်သူကိုလူသိများပါလေအခမ်းအနားပွဲတွေတယောက်တိုင်းရော်နယ်ဒိုအတွက်သူမိခင်ကမပါမဖြစ်ပါဘူးဒီမိခင်ကြောင့်လူလားမြောက်ခဲ့ရတဲ့အတွက်မိခင်ဂျေဇုကိုရော်နယ်ဒိုအထူးသီးတတ်ပါလေမိခင်ဖြစ်သူကိုထိခိုက်လာမယ်ဆိုရင်အာရီနာရှာလိုမျိုးကမ္ဘာလမ်းသုံးမျိုးသမီးကိုတောင်ရော်နယ်ဒိုလမ်းခွဲပြဖို့အတွက်ဝင်မလေးခဲ့ဘူးဖြစ်ပါလေခရစ်မတ်ရီဓာတ်ပုံရရမှာဘောလုံးမတော်တော်များများကဇနီးမယားတာသမီးတွေနဲ့သာရိုက်လိရှိကြပေမဲ့ရော်နယ်ဒိုကတော့မိခင်ဖြစ်သူကိုပါမပါဖြစ်ထဲသွေးပြီးတော့ရိုက်ကူးတတ်တဲ့သူပါသားကောင်းတယောက်ဖြစ်ုံနဲ့မကပေါ့ရော်နယ်ဒိုကဖားခင်ကောင်းတယောက်လည်းဖြစ်ပါလေ ရော်နယ်ဒိုကသူ့ရဲ့ဆိုရှယ်မီဒီယာတွေထပ်မှာသားသမီးဖြစ်သူတွေနဲ့တိုက်တိုက်ဝန်းဝန်းသွားလာလှုပ်ရှားနေတဲ့ပုံတွေကိုအမြဲတင်လေးရှိသူပါ။နောက်ပြီးတော့ရော်နယ်ဒိုကလက်တွဲပေါ်ကောင်းတူးလည်းဖြစ်ပါလေ။သူနဲ့တူနေချစ်သူဂျော်ဂျီနာကိုရော်နယ်ဒိုအရင်ချစ်ပါလေ။ဘောလုံးကလွှဲရင်ဘယ်ရမှအရေးမကြီးဘူးလို့ယူဆထားသူရော်နယ်ဒိုကဂျော်ဂျီနာကိုတော့အထီးမခံခဲ့ပါဘူး။နောက်ဆက်ရှယ်လောက်ကပီယက်စ်မော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာရော်နယ်ဒိုကဂျူဗင်နပ်စ်ဘက်ကိုတွင်းခဲ့တဲ့ဘိုက်စကယ်ကစ်ကသူ့ဘဝရဲ့အကောင်းဆုံးတွင်းကိုလို့ဖြေဆိုခဲ့ဥပါလေ။အဲ့ချိန်မော်ဂန်ကလိန်ဆက်ဆံရတာထက်ပိုကောင်းလားလို့မေးလာခဲ့ပါလေ။ ဒီလိုမေးလာခဲ့ချိန်မှာတော့ရော်နယ်ဒိုကကျွန်တော်အဂျော်ဂျီနာနဲ့ရှင်တော့ပိုမကောင်းပါဘူးဗျာဆိုပြီးတော့ဖြေခဲ့ပါလိမ့်ရော်နယ်ဒိုရဲ့ကစားမဘွားမှာဘာလို့ဒီလောက်ထိအောင်မြင်ရတာလဲသူရဲ့လိုအပ်ချက်ကဘာလဲစီးပွားလုပ်ငန်းရှင်တွေကဘာလို့ရော်နယ်ဒိုရဲ့ပုံရိပ်ကိုအသုံးချတင်ကြတာလဲရော်နယ်ဒိုကစားမဘွားအောင်မြင်ရခြင်းရဲ့လိုအပ်ချက်ကတော့ထူးခြားခြားမဟုတ်ပါဘူးသူကိုယ်သူတာဝန်ရှိမြင့်တွေနဲ့မောင်းနှင်ထားလို့ပါသူရဲ့အားလဲချင်းတွေဟာဂျင်းကစားမှုနဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာပြင်ဆင်နေတာများပါလိမ့်ဘောလုံးပွဲတစ်ပွဲမကန်ခင်ရော်နယ်ဒိုကလုံလောက်တဲ့အိပ်စက်နိုင်မှုကိုပြုလုပ်တတ်ပါလိမ့်ဘွဲကဲမင်းမတိုင်ခင်ရော်နယ်ဒိုကစောကြီးအိပ်ရာဝင်တက်ပြီးမနက်စောစောထတတ်ပါလိမ့် လုံလောက်စွာအိတ်ဆက်ချင်းကသူ့ရဲ့ကြွက်သားတွေကိုရကာဘာကောင်းကောင်းဖြစ်စေပြီးအရေးကြီးတယ်လို့ရော်နယ်ဒိုယူဆထားပါလိမ့်ရော်နယ်ဒိုပွဲကံမင်းနေမတိုင်ခင် HJ 8နိုင်ပြေဝါယူတပီးအဲ့ရအကျဲကြီးနဲ့အတန်လုံခန်းထဲမှာတယောက်တည်းအိတ်ဆက်တတ်ပါလိမ့်အရေးကြီးပွဲတဲ့နေရှိရင်ဂျော်ဂျီနာရော်နယ်ဒိုနားကိုကတ်ခွင့်မရှိပါဘူးဂျင်းကစားသူပြပြီးအစားအသောက်ကိုလည်းရော်နယ်ဒိုသတိထားစားပါလိမ့်တရက်ကိုနည်း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 6ဂျင်းရော်နယ်ဒိုစားစားပါလိမ့်ဒီလိုလုံချင်းကသူ့ခန္ဓာကိုယ်ရဲ့ energy ကိုအချိန်တိုင်းအမြင့်ဆုံးရအောင်ထိန်းထားပေးစီတယ်လို့ရော်နယ်ဒိုကပြောပါလိမ့် ရော်နယ်ဒိုကပွဲကစားဖို့တနအီလိုမှာကွင်းထဲကိုရောက်နေတာပြီးသူ့ကိုယ်သူပွဲအတွက်အစင်းသင်းပြောင်းပြင်ဆင်တတ်ပါလိမ့်။တချင်းနားထောင်ပြီးတော့အကြောရှော့တာသွေးပူလေးချိန်ခံလောက်တာတွေလောက်တတ်ပါလိမ့်။ပွဲတွေကိုကန်ပြီးသွားပြီဆိုရင်ရော်နယ်ဒိုလောက်တာကသူ့ရဲ့ခန္ဓာကိုယ်ကိုအပြည့်အဝနားပေးတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရော်နယ်ဒိုကအနာယူတာဟာတကယ်တော့လေးချိန်ခံလောက်တာထက်ပိုရေးကြီးပါလိမ့်။ဒါမှသာကျွန်တော်အနေနဲ့ပွဲစဉ်တွေများနိုင်မှများများကစားနိုင်မှာပါ။ကျွန်တော်ရဲ့နေစဉ်ဘွားမှာနားယူတာကအရေးကြီးဆုံးစိတ်ပိုင်းတွေတကတစ်ခုပါပဲဆိုပြီးတော့ပြောခဲ့ပါသေးတယ်။ရော်နယ်ဒိုရေဘူးရေအေးနဲ့နိုင်ဝတ်ကြောင်ရေချိုးတတ်သူပါ။ ရေဘူးနဲ့ချိုးနေတဲ့ရေနဲ့ပြောင်းစုလိုက်တာကခန္ဓာကိုယ်သွေးလေပတ်မှုကိုပုံမကောင်းမှုစေတယ်လို့ဆိုပါတယ်။စိတ်ကြီးငြိမ်မှုအတွက်ဆိုရင်ရော်နယ်ဒိုရေကူးပါတယ်။ဒိတ်စိတ်ငြိမ်တဲ့နေရာနေရာမှာမိနစ်20လောက်ရေကူးခြင်းကသူ့ရဲ့အတွေးတွေကိုရှင်းလင်းစေပါတယ်။ရော်နယ်ဒိုဆီစလင်ကြီးမားသူပါ။နေစဉ်ဘဝကိုအကျိုးရှိတဲ့လုပ်ငန်းဆောင်တာတွေနဲ့ပဲဖျက်ဆီးသူဖြစ်ပါတယ်။ဒီရာတွေကပဲသူ့ကို greatest of all time ဆိုတဲ့ဂုဏ်တပါးဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ရွှေဥစပေါ့ page တွေကိုလည်း like follow လုပ်ခဲ့ကြပါအောင်ခင်ဗျာ။